ရိသတ်တွေအားလုံးကို Road to Seagain အစီအစဉ်ကနေကြိုဆိုလိုက်ရပါတယ်ခင်ဗျာဒီနေ့မှာတော့အထင်ကရအားကစားပြိုင်ပွဲတစ်ခုဖြစ်တဲ့အရှိတောင်အရှာအားကစားပြိုင်ပွဲ Seagain အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုဆိုရင်တော့ Seagain ပြိုင်ပွဲဟာ33ကြိမ်မြောက်အနေနဲ့ဒီဇင်ဘာလ9ရက်နေ့ကနေဒီဇင်ဘာလ20ရက်နေ့အထိထိုင်းနိုင်ငံမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ် ပထမဆုံးအနေနဲ့အရှိတောင်အာရှအားကစားပြိုင်ပွဲစီးကိန်းစတင်ဖြစ်ပေါ်လာပုံကိုပြောပြခြင်းပါတယ်အရှိတောင်အာရှအားကစားပြိုင်ပွဲစီးကိန်းကိုတော့နှစ်နှစ်တကြိမ်ကျင်းပလေ့ရှိပြီး1959ခုနှစ်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ပထမအကြိမ်စတင်ကျင်းပခဲ့တာဖြစ်ပါတယ်ပြိုင်ပွဲစတင်ကျင်းပစဉ်တုန်းကအရှိတောင်အာရှကျွန်းဆွယ်အကစားပွဲတော် Southeast Asian Peninsula Game SEAB လို့ခေါ်တွင်ကြပြီးတော့အစကနဦးမှာ6နိုင်ငံသားပါဝင်ရှင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ အရှိတောင်အရှာအကစားပြိုင်ပွဲစီကိန်းကတော့ဒေသတွင်းနိုင်ငံများ၏အကစားပွဲတော်ဖြစ်ပြီးတော့ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်ရေးစီးပွားရေးအစရှိသဖြင့်ရည်ရွယ်ပြီးကျင်းပပြုလုပ်ကြတာဖြစ်ပါတယ်။ဒီပြိုင်ပွဲတွေကနေတစဉ်အရှာအကစားပွဲတော်အိုလံပစ်အကစားပွဲတွေလိုမျိုးကမ္ဘာလုံးဆိုင်ရာအကစားပြိုင်ပွဲတွေကိုတက်လန်းရှင်ပြိုင်နိုင်ခွင့်ရရှိမယ့်အခွင့်အရေးတွေလည်းရရှိလာမှာဖြစ်ပါတယ်။အရှိတောင်အရှာအကစားပြိုင်ပွဲစီကိန်းမှာအစပထမပါဝင်ရှင်ပြိုင်ခဲ့ကြတဲ့6နိုင်ငံကတော့ထိုင်း မြန်မာမလေးရှားစင်ကာပူနဲ့လာအိုဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်အဲဒီတော့ကတော့အာဂဇာနီ၁၂မျိုးပါဝင်ခဲ့ပြီးတော့နိုင်ငံ၆နိုင်ငံကဝင်ရောက်ရှင်ပြိုင်သူ928ဦးရှိခဲ့တာဖြစ်ပါတယ်ပါဝင်တဲ့အာဂဇာနီ၁၂မျိုးကတော့ရေကူပြေခုံပြေတက်တောင်ရိုက်ဘတ်စကတ်ဘောလက်ဝိစပိန်စီဘောလုံးတနက်ပြေထင်းနဲ့စပွဲတင်ထင်းနဲ့ဗိုလ်လီဘောနဲ့အလေးမအစရှိတဲ့အာဂဇာနီတွေပဲဖြစ်ပါတယ် အရှိတောင်အာရှကျွန်းဆွယ်အားကစားပွဲတော် Sorry Asian Peninsula Game SEAB လို့1959ခုနှစ်ကနေ1985ခုနှစ်ထိရှစ်ကြိမ်တိုင်ခေါ်ဝေါ်အသုံးပြုခဲ့ကြတာက1989ခုနှစ်မှာတော့နောက်ထပ်၃နိုင်ငံထပ်တိုးပါဝင်လာခဲ့ပါတယ်။အဲဒီနိုင်ငံတွေကတော့ဖိလစ်ပိုင်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ပြီးနိုင်ငံပေါင်း၉နိုင်ငံအထိပါဝင်ရှင်ပြိုင်ကစားခဲ့ကြတာပဲဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲ Southeast Asian Game Federation SEAGF လို့ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတာအဲ့ဒီကနေတစဉ် Southeast Asian Game အရှေ့တောင်အာရှအားကစားပြိုင်ပွဲလို့လူသိများလာခဲ့တာဖြစ်ပါတယ်။ 2003ခုနှစ်မှာတော့အရှိဒီမောနိုင်ငံပါဝင်လာခဲ့ပြီးတော့အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်လာခဲ့ကကမ္ဘောဒီးယားနိုင်ငံအပါအဝင်အခုလက်ရှိမှာတော့အရှိတောင်အာရှအကစားပြိုင်ပွဲမှာနိုင်ငံပေါင်း17နိုင်ငံအထိပါဝင်ရှင်ပြိုင်ကစားနေကြပြီပဲဖြစ်ပါတယ်အရှိတောင်အာရှအာဂဇာပင်ပွဲစီးကင်းကတော့နှစ်နှစ်တစ်ကြိမ်ကျင်းပပြုလုပ်လို့ရှိပြီးလက်ရှိမှာအင်ရှင်အဖြစ်ကျင်းပပြုလုပ်မဲ့ထိုင်းနိုင်ငံကတော့ယခုတစ်ကြိမ်နဲ့ဆိုလို့ရှိရင်ခုနှစ်ကြိမ်မြောက်အင်ရှင်အဖြစ်လက်ခံကျင်းပမှာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံကအိရှင်အဖြစ်လက်ခံကျင်းပတဲ့ခုနှစ်တွေကတော့1959 1969 1985 1985 2009ခုနှစ်နဲ့လက်ရှိကျင်းပမယ်2025ခုနှစ်တို့ပဲဖြစ်ကြပါတယ်။မြန်မာနိုင်ငံကတော့လက်ရှိ2025ခုနှစ်အထိအိရှင်အဖြစ်1962ခုနှစ်မှာတကြိမ်1969ခုနှစ်မှာတကြိမ်နဲ့2013ခုနှစ်တို့မှာတကြိမ်၃ကြိမ်အထိအင်ရှင်ဖြစ်လက်ခံကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ 1962ခုနှစ်ပထမဦးဆုံးအချိန်အင်ရှင်ပြစ်လက်ခံကျင်းပစဉ်ကဘာမာဆိုတဲ့နာမည်နဲ့အသုံးပြုခဲ့ပြီးစီဂိမ်းစတင်ရာ6နိုင်ငံမှာပါဝင်ခဲ့တာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့တဲ့မြို့ကတော့ရန်ကုန်မြို့မှာနှစ်ကြိမ်နဲ့နေပြည်တော်မှာတစ်ကြိမ်ကျင်းပခဲ့တာဖြစ်ပါတယ်အရှေ့တောင်အာရှ6နိုင်ငံမှာလည်းစီဂိမ်းပြိုင်ပွဲကို1962ခုနှစ်မှာဒုတိယအကြိမ်မြောက်အနေနဲ့အင်ရှင်ဖြစ်လက်ခံကျင်းပပြုလုပ်ခဲ့တဲ့နိုင်ငံလေးဖြစ်ခဲ့ပါတယ် ကြံတဲ့နိုင်ငံတွေအနေနဲ့မလေးရှားနိုင်ငံမှာ6ကြိမ်စင်ကာပူနိုင်ငံမှာ4ကြိမ်အင်ဒိုနီးရှားနိုင်ငံမှာ4ကြိမ်ဖိလစ်ပိုင်နိုင်ငံမှာ4ကြိမ်ဗီယက်နမ်နိုင်ငံမှာ2ကြိမ်ဘရူနိုင်းလာအိုနိုင်ငံနဲ့ကမ်ဘောဒီးယားနိုင်ငံတို့မှာ3ကြိမ်စီအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့တာဖြစ်ပါတယ်အရှိဒီမောနိုင်ငံကတော့လက်ရှိအချိန်ထိအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့ခြင်းမရှိသေးတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ အခုဆိုလို့ရှိရင်တော့စီကိန်းကို1958ခုနှစ်ကနေစတင်ကျင်းပလာခဲ့တာဟာအခုနှစ်2025ခုနှစ်မှာတော့33နှစ်မြောက်အထိရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။အရှိတောင်အာရှအားကစားပြိုင်ပွဲစီကိန်းလို့ပြောလိုက်မယ်ဆိုလို့ရှိရင်တော့လက်ကောင်အယုတ်ကလေးတွေကိုလည်းပြိသက်တီအနေနဲ့တွဲမြင်မိကြမယ်လို့ယူဆမိပါတယ်ခင်ဗျာ။လက်ကောင်အယုတ်ကလေးတွေကိုတော့1985ခုနှစ်မှာစတင်ထွက်သွင်းခဲ့တာဖြစ်ပြီးတော့ နိုင်ငံအတွက်ကိုစားပြု ဖြစ်စေမဲ့ပုံစံလက်ကောင်လေးတွေကိုထည့်သွင်းဖော်ပြခဲ့ကြတာဖြစ်ပါတယ်။สวัสดีผมน้องแทนครับโอซีเกมครั้งที่2013ခုနှစ်မြန်မာနိုင်ငံမှာအရှင်ဖြစ်လက်ခံကျင်းပခဲ့တဲ့ကလက်ကောင်ရုပ်လေးတွေနေနဲ့ရွှေရိုးနဲ့မတ်မိုးတို့အမိရတဲ့ဇီးကွက်မောင်နှံနှကောင်ကိုရေးချယ်တက်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီဇီဝတ်မောင်နှံကိုတော့ကံပညာခင်မင်မှုတို့ကိုကိုစားပြုတတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာယခုနေ့အရှင်ဖြစ်လက်ခံကျင်းပမယ့်ထိုင်းနိုင်ငံကတော့လက်ကောင်ရုပ်ဖြစ် The Sam ဆိုတဲ့နာမည်နဲ့တတ်မှတ်ထားတာပဲဖြစ်ပါတယ် The Sam ဆိုတာကတော့ပေါင်းစည်းမှု မတူကွဲပြားမှုယဉ်ကျေးမှုဆိုင်ရာချိတ်ဆက်မှုဆိုတာကိုရည်ညွှန်းတယ်လို့ဖော်ဆောင်ထားပါတယ် the sun နဲ့မှာတော့မတူကွဲပြားတဲ့ပုံစံနဲ့အယောင်9ယောင်နဲ့နေ့9နေ့ကိုကိုစားပြုထားတဲ့အယူကလေးတွေပါဝင်တာကိုလည်းတွေ့ရပါတယ်။ အဲ့ဒီထဲမှာမှာအယုတ်ငါးယုတ်ကတော့စီကိန်းအတွက်ဖြစ်ပြီးတော့ဂျန်နေနှစ်ယုတ်ကတော့စီကိန်းပြိုင်ပွဲပြီးမှကျင်းပပြုလို့မယ်ပါရာစီကိန်းပြိုင်ပွဲအတွက်ရည်ရွယ်ထားတာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာအခုဆက်လက်ပြီးစီကိန်းပြိုင်ပွဲရဲ့အထိမ်းအမှတ်တစ်စိတ်ကြောင်းတင်ဆက်ပေးကြပါမယ်မူလအစမှာတော့စီကိန်းစတင်ရာ ထိုင်းမြန်မာလာအိုမလေးရှားစင်ကာပူနဲ့ဗီယက်နမ်နိုင်ငံတို့ကိုကူစားပြုပြီးအကွင်း6ကွင်းပါဝင်တဲ့ပုံစံဖြစ်ပါတယ် အဲ့ဒီဒစိကိုတော့1998ခုနှစ်အထိအသုံးပြုခဲ့ပြီး1999ခုနှစ်မှာစတင်က ပြန်ပွဲဝင်10နိုင်ငံကိုကူစားပြုပြီးစပိုင်းပုံစံအကွင်း10ဝင်းကိုပြောင်းလဲအသုံးပြုခဲ့တာဖြစ်ပါတယ်2017ခုနှစ်ကစတင်ပြီးတော့စီးကိန်းအထိမ်းအမှတ်ဒစိကိုတော့နိုင်ငံ17နိုင်ငံကိုကူစားပြုကဂွင်း17ဂွင်းဒစိကိုပြောင်းလဲအသုံးပြုခဲ့တာဖြစ်ပါတယ်စည်းကိန်းလို့ခေါ်တဲ့အရှိတောင်အာရှအကစားပြိုင်ပွဲကတော့အကစားအမျိုးအစားတိုင်းအတွက်အနိုင်ရရှိတဲ့ကစားသမားတွေကို ထမဒုတိယတတိယအဖြစ်ရွှေငွေကြေးအစားရှိတဲ့စုစည်းတွေကိုပေးအပ်ချင်းမြင့်နေရပဲဖြစ်ပါတယ်။နိုင်ငံလိုက်အဆင့်ရက်တည်မှုတွေကိုတော့ရွှေငွေကြေးအများဆုံးရရှိခဲ့မှုပေါ်မူတည်ပြီးသတ်မှတ်ထားတာလည်းတွေ့ရပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်အထိနိုင်ငံစစ်တပ်နိုင်ငံဝင်ရောက်ရှင်းပြိုင်နေတဲ့စီးကင်းရဲ့တမိုင်းတျောင်းအဆင့်ရက်တည်မှုတွေမှာတော့အဆင့်17နေရာမှာတော့ရွှေ3ခုငွေ9ခုကြေး39ခုစုစုပေါင်းစုစုစိတ်50ခုရရှိထားတဲ့အရှိတီမော်နိုင်ငံ။ အဆင့်30နေရာမှာတော့ရွှေ18ခုငွေ59ခုကျေး190ခုစုစုပေါင်းစုတစိတ်244ခုရရှိထားတဲ့ပြည်နိုင်နိုင်ငံအဆင့်9နေရာမှာတော့ရွှေတစိတ်89ခုငွေတစိတ်122ခုကျေးတစိတ်419ခုစုစုပေါင်းစုတစိတ်611ခုရရှိထားတဲ့လာအိုနိုင်ငံ အဆင့်ရှိနေရာမှာတော့ဆွေတစိတ်159ခုငွေတစိတ်202ခုကြေးတစိတ်425ခုစုစုပေါင်းစုတစိတ်886ခုရရှိထားတဲ့ကမ္ဘောဒီးယားနိုင်ငံအဆင့်9နေရာမှာတော့ဆွေတစိတ်994ခုငွေတစိတ်884ခုနဲ့ကြေးတစိတ်1095ခုစုစုပေါင်းစုတစိတ်2493ခုရရှိထားတဲ့မြန်မာနိုင်ငံအဆင့်6နေရာမှာတော့ဆွေတစိတ်1045ခုငွေတစိတ်1090ခုနဲ့ကြေးတစိတ်1500ခု စုတစိပေါင်း3635ခုရရှိထားတဲ့စင်ကုန်နိုင်ငံအဆင့်9နေရာမှာတော့ရွှေတစိ1180ခုငွေတစိ1346ခုနဲ့ကြေးတစိ1902ခုစုတစိပေါင်း4228ခုရရှိထားတဲ့ဖိလစ်ပိုင်နိုင်ငံအဆင့်၄နေရာမှာတော့ရွှေတစိ1269ခုငွေတစိ1069ခုနဲ့ကြေးတစိ1221ခုစုတစိပေါင်း3589ခုရရှိထားတဲ့ဗီယက်နမ်နိုင်ငံ ်စင့်သုံးနေရမှာတော့ရွှေတစိ1386ခုငွေတစိ1363ခုနဲ့ကြေးတစိ1882ခုစုတစိပေါင်း4610ခုရရှိထားတဲ့မလေးရှားနိုင်ငံအစစ်နှစ်နေရမှာတော့ရွှေတစိ1980ခုငွေတစိ1886ခုကြေးတစိ1990ခုစုစုပေါင်းစုတစိ9826ခုရရှိထားတဲ့အင်ဒိုနီးရှားနိုင်ငံနဲ့အဆင့်1နေရာမှာတော့ရွှေတစိပေါင်း2453ခု ၊ငွေတစိပ်2128ခုနဲ့ကြေးတစိပ်2204ခုစုတစိပ်ပေါင်း6884ခုအထိရရှိထားတဲ့ထိုင်းနိုင်ငံကအသီးသီးရပ်တည်နေတာဖြစ်ပါတယ်။ပြည်ထောင်များ1962ခုနှစ်မှာမြန်မာနိုင်ငံအနေနဲ့ပထမအကြိမ်အင်ရှင်ဖြစ်လက်ခံကျင်းပခဲ့တယ်။စီကိန်းပြိုင်ပွဲကိုတော့ရန်ကုန်မြို့မှာကျင်းပခဲ့တာဖြစ်ပြီး ၊ရွှေတစိတ်35ခု၊ငွေတစိတ်26ခုနဲ့ကြေးတစိတ်43ခုစုစုပေါင်းစုတစိတ်104ခုနဲ့အဆင့်1နေရာမှာရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့စီးကိန်းပြိုင်ပွဲကို1969ခုနှစ်မှာဒုတိယအကြိမ်မြောက်အရှင်အဖြစ်လက်ခံကျင်းပခဲ့ခြင်းကလည်းရန်ကုန်မြို့မှာပဲလက်ခံကျင်းပခဲ့တာဖြစ်ပြီး ရွှေစိတ်58ခုငွေစိတ်46ခုနဲ့ကြေးစိတ်46ခုစုစုပေါင်း149ခုနဲ့အဆင့်1နေရာမှာထပ်မံရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ တတိယအကြိမ်အင်ရှင်ဖြစ်ကျင်းပပြုလုပ်ခဲ့တဲ့2023စီးကိန်းပြိုင်ပွဲကိုတော့နေပြည်တော်မှာလက်ခံကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးရွှေဒစိ84ခုငွေဒစိ63ခုနဲ့ကြေးဒစိ84ခုစုစုပေါင်းစုဒစိ132ခုနဲ့အစစ်နှစ်နေရာမှာရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ခုလည်းရှိ2025စီဇန်ကတော့ထိုင်းနိုင်ငံကအာရှအဖြစ်လက်ခံကျင်းပမှာဖြစ်ပြီး33ကြိမ်မြောက်အရှိတောင်အာရှအာကစားပွဲတော်အဖြစ်ဒီဇင်ဘာလ9ရက်နေ့ကနေဒီဇင်ဘာလ20ရက်နေ့ထိကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ချွန်မူရီခရိုင်နဲ့ဆောင်းကလာခရိုင်တို့ရဲ့အာကစားကွင်းအာကစားယုံတွေမှာရှင်ပြိုင်ကစားသွားကြရဖို့ရှိနေရပဲဖြစ်ပါတယ် ပရိသတ်များခင်ဗျာဒီနေ့မှာတော့စီးကိန်းပြိုင်ပွဲရဲ့တမိုင်းကြောင်းနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်နေ့တွေရဲ့အစီအစဉ်မှာလည်းစီးကိန်းပြိုင်ပွဲနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်တယ်လို့ကြောင်းမလို့ပရိသတ်တွေကစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အခုတွေကဖိတ်ခေါ်လိုက်ချင်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။